ကျေးဇူးကြီးပေတို့ဖေဖေမုံတွေလိုက်ပို့တဲ့အလုတ်ကိုလှုပ်ပြီးမယားနဲ့တာသမီ၃ယောက်ကို ရှာဖွေကျွေးမွေးနေတဲ့ဖခင်တစ်ယောက်ဟာအလုတ်သိပ်ကြိုးစားတာတဲ့မုံတွေပို့ပြီးတဲ့ညနေခင်းမှာသူတင်နန်းတွေလိုက်တက်တဲ့တင်နန်းတွေလိုက်တက်ရတဲ့ရည်ရွယ်ချက်က သူ့တိုးတက်လန်းရှာဖို့တနေ့မှလာခပိုကောင်းတဲ့အလုတ်တစ်ခုကိုရဖို့တဲ့ တနင်းကနေနဲ့တနေ့ပဲသူ့မိသားစုနဲ့ထမင်းအတူစားနိုင်တယ်။ကြံတဲ့ရက်တွေမှာတော့သူ့ခမားအလုတ်ကိုပြေးရတင်နန်းတွေတက်ရနဲ့အနာမရနိုင်ဘူး။သူ့မိသားစုဝဲချင်နာဝဲနိုင်ဖို့သူကငွေရှာပေးချင်နေတာပေါ့။ဒါပေမဲ့လည်းသူ့မိမနဲ့ကလေးတွေကတော့မကြင်နဲ့ကြဘူးတဲ့။သူဟာအိမ်မှာနေတဲ့ကိုမရှိဘူးလို့အပြစ်မြင်နေ။သူကလည်း သူတို့အတွက်အပြင်ထွက်နေရတာပါလို့အကြောင်းပြတယ်။တကယ်တော့သူကိုယ်တိုင်လဲမိသားစုနဲ့အတူနေပြီးအချိန်တွေဖြုံးချင်တာပါပဲတဲ့။ဒီလိုနဲ့သူတက်ထားတဲ့တင်တန်းတွေရဲ့အောင်စရင်ထွက်တဲ့နေ့ကိုရောက်လာတယ်။သူအယံပျော်တာပေါ့။ဆောင်းဝေးပွဲကိုဂုံတူးနဲ့အောင်နာတဲ့။တိတ်မကြပါဘူး။အကြီးနဲ့အုတ်ချုပ်ရဲမှုယာတို့တနေရာမှာလှုပ်ဖို့သူ့ကိုကမ်းလှမ်းတာခံရတယ်။ လာခါကလည်းတင်တောင်းတင့်တယ်ပဲတဲ့အိမ်မက်ဆိုတာတကယ်ဖြစ်လာနိုင်တယ်ဆိုတဲ့စကားလိုပဲဖခင်ကသူ့မိသားစုကို လူရန်စေထားနိုင်တယ်သူ့ဇနီးလဲနည်းနည်းတော့စိမ့်နဲ့နေနိုင်တယ်အဝတ်အစားကောင်းလေးတွေဝယ်နိုင်တယ်ဟင်ကောင်းကောင်းစားနိုင်တယ်အလက်ရက်တွေမှာနိုင်ငံသားကိုအလဲအပတ်သွားနိုင်လာတယ်ဘလို့ပဲဖြစ်ဖြစ်သူ့မိသားစုကတော့သူနဲ့အချိန်ကြာကြာတွေ့ရတာမဟုတ်သေးဘူးသူက အလုတ်ကိုအပြင်းအထန်စူးစမ်းလုပ်နေတယ်။မန်နေဂျာဖြစ်ရမယ်ဆိုတဲ့မျှော်မှန်းချက်နဲ့အလုတ်တွေမတရားလုပ်နေတာပဲ။ပြီးတော့တက္ကသိုလ်မှာစာဆက်တင်ဖို့လဲဆက်ရင်းသွင်းလိုက်သေးတယ်တဲ့။အိမ်မကတ်လို့မိမကပွားစီပွားစီပြောတာကိုခံရတာပဲ။ "तू ကမိသားစုအတွက်လုပ်နေတာပါ"လို့တော့ဖြေရှင်းတယ်။သူ့မိသားစုနဲ့အတူနေခြင်းနဲ့ဆန္ဒတွေလဲပြင်းပြနေတယ်တဲ့။ အလောက်တွေစူးစမ်းလောက်တာသူ့အတွက်အကျိုးများပါတယ်။သူယာရုထက်တိုးတယ်။အပျော်ကြီးပြောနေတဲ့သူကသူ့မိန်းမ။အိမ်ရလောက်တွေလောက်ရတာတတအောင်ဆိုပြီးအိမ်ဖော်မိန်းကလေးတယောက်ငှားပေးတဲ့။အိတ်ခမ်း၃ခန်းပါတဲ့သူတို့တိုက်ခမ်းကလေးကိုလည်းကျင်းနေဆိုပြီးပိုပြင့်စုံနဲ့တိုက်ခမ်းကြယ်ကြီးဝဲတယ်။ဖခင်ဟာအတွေ့အကြုံတွေ ရှိခဲ့ပြီးပြီမှုအလောက်တွေထက်စူးစမ်းတယ်။တင်နန်းပေါင်းစုံဆက်တက်တယ် ယာရူးတွေအစင်စစ်ထက်တက်တယ်။သူ့မိသားစုကတော့သူနဲ့နေချိန်မရကြဘူး။တခါတရံတနင်္ဂနွေနေ့မှာတော့အလုတ်ကိစ္စနဲ့တွေ့ဆုံစကားပြောဖို့တွားရတာမျိုးရှိတဲ့။သူ့မိသားစုကတော့သူတို့ကိုအချိန်မပေးဘူးဆိုပြီးမကျေနပ်ဘူး။သူကတော့မင်းတို့အတွက်လုပ်နေတာပါလို့ပြန်ပြောမြပြောတာပဲ။တကယ်လဲသူ့ရင်ထဲကဆန္ဒကတော့အတူနေချင်တာပါတဲ့။ မျော်လင့်ထားသလိုပါပဲသူအလုတ်စူးစားလုတ်တဲ့အသည့်အပွင့်ကို ခံစားရတယ်။ယာတို့တွေထက်မြင်ပြီးလက်ခတွေကောင်းကောင်းရတယ်။သူတို့နေထိုင်ကြတဲ့စင်ကာပူကပင်လယ်အလှကိုတွေ့မြင်ရတဲ့အလွန်လှပတဲ့ကွန်ဒိုမီနီယံတိုက်ခန်းကြီးကိုဝယ်လိုက်တယ်။တနင်္ဂနွေတရက်ရက်ညနေခင်းသူတို့ရဲ့အိမ်သစ်ကြီးမှာမိသားစုနဲ့အတူနေရင်းသူမိသားစုကို သူက အသည့်ပေးစကားပြောတာကတော့ နောက်မှာဘာတင်နှန်းတွင်မှဆက်မတက်တော့ဘူးယာရုတိုးဖို့လဲမကြိုးစားတော့ပါဘူးတဲ့မိသားစုကို အချိန်တွေ ခွဲဝေပေးတော့မယ်တဲ့အဲ့ဒီလိုပြောပြီးတဲ့နောက်မနက်မှာဖခင်ဟာအိယာကစောစောမနိုးတော့ဘူး